မင်္ဂလာပါဗျာဖိုကိုလေးနေမြန်နေပြန်နေကြိုးစားပါဗျာဒီနေ့မှတော့တစ်တောင်းအနေပြီးတော့တလောက်30 30 30ရှာလို့ရတာတကယ်လားတကယ်ရလားဆိုပြီးကျွန်တော်ခွန်မနေလာမိသားစုတွေရှိပါတယ်တလောက်တစ်တောင်းအနေ30 30 30ရှာလို့ရလားဆိုတော့ရှာလို့ရပါတယ်အဲ့တော့ရှာလို့ရတယ်ဆိုတာလူတိုင်းတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ခုပြောပြမယ်အဲကျွန်တော်ဘလို့လူတွေရှာလို့ရဘလို့လူတွေရှာလို့မရအောင်ဆိုတော့မိစိမြောက်မြောက်ပေးမှဖြစ်ပါတယ်ဒါဆိုမိစိမြန်လည်းရှာတဲ့မရှာနေကိုယ်ကိုစဉ်းစားလို့ရပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က ဟို TikTok ကနေပြီးတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ Japan region ကောက်ဖွင့်လိုက်မယ် Japan region ရပြီဆိုလို့ရှိရင် follower တက်ငစ်ပြတာနဲ့ monitor လျှောက်လို့ရတယ် monitor လျှောက်ခါတသိန်းလောက်ကြာတယ် monitor လျှောက်ခါတသိန်းလောက်ကြာတယ်တချို့တချို့ဆိုလို့ရှိရင်เนาะဒီ follower များတဲ့ကျွန်တော် TikTok account တွေဝယ်တယ်သုံးလင်းသိန်းပေးဝယ်ပြီးတော့အဲ့လိုမျိုး monitor လျှောက်ပြီးတော့အဲ့လိုရှာမျိုးလည်းရှိတယ်အဲ့လိုမျိုးလုံးဝအာမပေးဘူးအဲ့လိုအာမပေးဘူးเนาะ ကျွန်တော်မိတ်ဆွေဒူးဒူးဆိုလို့ရှိရင် तू ကအဲ့ဒါကိုအထင်နေကြီးပြီးတော့ဟာတလားတင်းနေစံတင်းနေရမှာပဲဆိုပြီးတော့ तू အဲ့လိုတွေထင်နေကြီးပြီးတော့ဒီ TikTok account follower များတဲ့ account ကိုပေးဝင်လိုက်တယ်အဲသုံးသိန်းနဲ့ပေးဝင်လိုက်တယ်အဲ့ဒါနဲ့ तू အဲ့ဒါကိုသဘောကျပြီးတော့ monetize ရှောက်လိုက်တယ် monetize ရှောက်လိုက်ခါကျတော့မှပထမဆုံး तू ဆက်ဆက်ချင်း तू ရောက်တဲ့လမှာပဲအဲ့ TikTok ကနေပြီးတော့အဲ့သူဗီဒီယိုတွေကဘယ်ဟာတော့အဲ့ဒါတွေတက်တယ်ဘယ်ဟာတော့ communication နဲ့ကလည်းမညီမြောက်စပြီးပြဿနာမျိုးစုံအဲ့ဒါမျိုးစုံနဲ့တက်လာပြီးတော့သူရဲ့သူလျှောက်ထားလဲ သူပထမ3သိန်းရဲ့နောက်ထပ် monitor လျှောက်တဲ့3သိန်းရဲ့4သိန်းရဲ့အားလုံးပလုံဆက်သွားတယ်ပလုံဆက်တော့စာပြစ်ထက်လောက်ရမယ်စာပြစ်ကဘလောက်လဲ9သုံးထက်ကြတယ်ဒါကစာပြစ်ကထက်လုပ်ပြည်တယ်9သုံးအဆင်ပြေသွားတယ်အဲနောက်ကတက်သိမ့်မကြဘူးဒီဝင်းဦးစားဝင်းဝင်းလေးလေး0.5တို့0.6တို့အဲ့လိုစာပြစ်နည်းနည်းတက်လာလိုက်ခြင်းမျိုးတွေမှာတက်ပြီးတော့ဒါကထက်ကြသွားတယ်အဲ့လိုအဲ့လိုမျိုးပေါ့နော် TikTok ကကျွန်တော်တို့ communication ခိုင်းလိုက်နေတယ်အရင်များတယ် policy လေးလည်းအရင်များတယ် ဒါကြောင့်မလို့တော်ရင်တော်ရင်မလွယ်ဘူးဘလို့ဘလို့လေးအစင်းပြင်းမဲဆိုတော့ celebrity တွေအဲကျွန်တော်တို့ဒီကျွန်တော်တို့အနုပညာရှင်တွေ celebrity တွေအခုလိုမျိုးတော့ fit to fit ပြောပြီးတော့ကျွန်တော်ဘူဘူတာကျောင်းတွေ online ဝင်ရှာနေကျောင်းတွေစပြီးပေါ်တော့ပြောတဲ့လူတွေ ပြပလူတွေအဲဟိုမြန်မာစပြေကျွန်တော်တို့ပြပလူတွေဆိုတော့ဒီမြန်မာစကားမပြောလို့လူပေါ့နော်မြန်မာစကားလည်းပြောတယ်မြန်မာနိုင်ငံမှာနေတယ်ဒါဆိုရင်သိချတယ်ကျွန်တော်မိတ်ဆွေဒီဒီတက်တော့နေပြီးတော့တလ30တင်း30လုံးဝမရနိုင်ပါဘူးလုံးဝအဲ့တော့ဒီမရနိုင်ပါဘူးအဲ့တော့ရတဲ့လူတွေရှိရှိရရှိမယ်ပြန်နေရလဲဆိုတော့သူက TikTok live 10ရောင်းတာ live 10ရောင်းတဲ့နေရာကနေ live လွင့်ပြီးတော့ကျွန်တော်တို့တွေ ဒီ light scene နဲ့ join ပြီးတော့ရှာတာမျိုးတွေအဲ့ဒါမျိုးတွေတော့ရကောင်ရရကောင်ရနိုင်တယ်ရတယ်ပေါ့နော်အဲ့ကနေရလူတွေအများကြီးပဲရှိတယ်ဒါပေမဲ့ TikTok ဗီဒီယိုဗီဒီယိုကနေပြီးတော့ဒီ monetize ရှောက်တယ်ဒီဗီဒီယိုကနေပြီးတော့ ADS ထားပြီးကြော်ညာကြော်ညာစားပြီးတော့တလသိနေသိန်းသုံးစရာတော့လုံးဝကိုလုံးဝကိုအဆင်မပြေပါဘူးအဲ့လောက်လည်းမရနိုင်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းအဲ့တော့ကျွန်တော်အရင်အရင်ကတော့ကျွန်တော်လည်းအဲ့လိုထင်ကြည့်ပြီးဟာတလား30 30စင်များရမလားဆိုပြီးတော့ကျွန်တော်လည်းစိတ်မတစားနဲ့ကျွန်တော်လည်းကောက်ပြီးရှောက်လိုက်တယ်အဲ့ ပထမဆုံးဂျီမေကောက်တစ်ခုဂျီမေကောက်တစ်ခုဖွင့်လိုက်တယ်ဖွင့်ပြီးတော့ကျွန်တော်ဂျမ်ဂျမ်မှာဟိုဟာဂျမ်ဂျမ်မှာ free japan japan vpn ပါတယ်ဂျမ်ဂျမ် vpn နဲ့ကျွန်တော်တို့ဂျပန်လူချင်းချိန်လိုက်တယ်ကိုဖုန်းထဲမှာ single တွေကိုခဏဖြုတ်ဖြုတ်တက်လိုက်တယ်ပြီးရင်ဖုန်းမှာလည်းကျွန်တော်တို့ဂျပန်လူချင်းခဏထားလိုက်တယ်ပြီးပြီဆိုတာနဲ့ကျွန်တော်ရဲ့ဂျပန်ဂျပန်လူချင်းနဲ့ဟိုအကတ TikTok အကောက်ဖွင့်ဖွင့်တယ်လို့ပဲအကောက်ဖွင့်လိုက်တယ်အဲ့တော့ဂျပန်လူချင်းနဲ့အကောက်တစ်ခုရသွားတယ်ရပြီးကျွန်တော်လည်း monitor ရှောက်လိုက်တယ် service ကျွန်တော်လည်းမြန်မာနိုင်ငံမှာကျွန်တော်လည်းမန်းကျွန်တော်လည်းမန်းနေမှနေလာဆိုတော့ဆက်ပြီးအပ်လိုက်တယ်ဆက်ပြီးလိုက်တော့တသိန်းပေးရတယ်အဲ့တော့တသိန်းပေးရတယ်အဲ့တော့အခုတတိကျွန်တော်လျှောက်တာ3လ3လကြာပြီတော့နော်ငွေငွေဘယ်လောက်ရလဲဆိုတော့ငွေဘယ်လောက်ရလဲဆိုတော့တစ်ဘက်မှာတစ်ချက်ပဲရပါတယ်တစ်ဘက်မှာတစ်ချက်ပဲရပါတယ်အဲ့တော့ view နေတာလည်းပါပါပါသလိုကျွန်တော်တို့တွေကျွန်တော်ကပေးရရန်နေတာလည်းပါတယ်အဲ့တော့ဒါမှမဟုတ်ဒါမှမဟုတ်ကျွန်တော် view များတဲ့ကျွန်တော် message တွေလည်းအများကြီးရှိတယ် ပြီးမှလည်းကျွန်တော်မိတ်ဆွေတွေဒီလိုတပုတ်ပုတ်ကို1 million တို့6000 8000 8000အဲ့လိုအများကြီးရှိနေကျွန်တော်မိတ်ဆွေတူလည်းရှိတယ်အဲ့မိတ်ဆွေတွေလည်းကျွန်တော်မေးလိုက်တော့ဘယ်လောက်ရလဲဆိုတော့သူကတော့ကျွန်တော်အချက်များပါတယ်ကျွန်တော်ကတပတ်ကိုတစ်ချက်ရတယ်သူကတပတ်ကို3 3ချက်ပဲရပါတယ်အဲ့တော့တပတ်တပတ်3 3ချက်ပဲရရတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်လတစ်လမှာ15ချက်တောင်မပြည့်ပါဘူးဒါကြောင့်မို့တစ်လ3 40ရဖို့ဆိုတော့လုံးဝကို မဖြစ်နိုင်ဘူးပေါ့နော်။ဘာမှမဖြစ်နိုင်ဘူး။တကယ်လို့ကျွန်တော်မိတ်ဆွေကဒီကျွန်တော်မိတ်ဆွေဘက်ကနော်ကိုကဒီတက်တော့မှာကိုရဲ့မျက်နှာပြပြီးဘာပဲတင်နေဟာ view တွေက share ချမ်းနေတယ်၄၅6တောင်း1 million 2 million အဲ့လိုလေအများနဲ့ရှိနေတယ် copyright တွေလည်းမရှိဘူးအဲ့တော့တတကအရင် policy တွေများတယ်မိတွေပြလို့မရဘူးပတ်စံတွေပြလို့မရဘူး phone number တွေပြလို့မရဘူးတက်တာဖြစ်တာတွေပြလို့မရဘူးကျွန်တော်စသဖြင့်သူပြလို့မရတဲ့နေရာတွေကအများကြီးပဲ communication တွေခိုင်းနေနေရာအများကြီးပဲအဲ့လိုမျိုးတွေ တော့ခဏခဏပဲကျွန်တော်ကျွန်တော်အောက်ကျွန်တော်အောက်ဆိုဆိုလို့ရှိရင်တော့ကြဘန်းခံထိလိုက်အတော့ကြနေတော်လိုက်ကိုကိုပြန်လှုပ်လိုက်အတော့ကပြန်ကောင်းတော်လိုက်အဲ့လိုမျိုးတွေခဏခဏဖြစ်နေတယ်ပေါ့နော်ဒါကြောင့်မို့မိတ်ဆွေများတက်တော့မှငွေရှာမဲ့မိတ်ဆွေများအဲဝင်းမရှာခင်မှာတစ်ချက်ပြန်စဉ်းစားပါ ကိုကတကယ်လို့ကိုရဲ့အကောင့်ကတကယ် follower လည်းအများကြီးရှိတယ် viewer လည်းအများကြီးရှိတယ်တပုတ်တနေနေနဲ့ဟာဘီဟိုဟာကျွန်တော်တို့ဒီ view တွေက share ကျန်းနေတယ်၄၅6000 8000ဟာ1 1 million တွေဖြစ်နေတယ်2 million တွေဖြစ်နေဆိုလို့ရှိရင်တော့ရှောက်တင်ပါတယ်ဒါတော့မှကိုပိုင် video ကိုပိုင် creation ကိုပိုင် feed to feed ပြောတာလေကိုပိုင် live လွှင့်တာတွေမှတာလေအရှင်းပြမှာပါအဲ့လိုမဟုတ်ဘူးကိုကိုရဲ့ကိုရဲ့ follower လည်းပုံမှန်ပဲ like ကလည်းပုံမှန်ပဲ viewer လည်းပုံမှန်ပဲဆိုလို့ရှိရင်တော့ အမ်ရှောက်ဖို့အားမပေးပါဘူး။ဘာလို့ဆိုရင်နေပါလေ။အဲ့တော့ဘယ်အောင်လှုပ်စေချင်လဲဆိုတော့သူတက်ဆိုင် YouTube ကိုလှုပ်စေချင်ပါလေ။ YouTube ကပေးတာလဲကျန်းတယ်။တကယ်ကျန်းတယ်။ YouTube ကပေးတာလဲများသလိုကျွန်တော်တို့တွေ copyright တွေမြန်မာစားမရှိဘူး policy တွေအများကြီးမရှိဘူး community guideline တွေအများကြီးမရှိဘူးကျွန်တော်တို့အလွယ်လေးပဲသူများ video ယူသုံးတော့မှမယ်ကိုယ့်အတန်ကိုယ့်အတန်လေးထည့်လိုက်တာနဲ့သူများ video မဟုတ်တော့မင်းနဲ့ကိုယ့် video ဖြစ်သွားပြီ copyright လည်းမရှိဘူးအရှိတီတွေတင်လို့ရတယ်တလားတလားကို သူကြတော့3 3လေးဆံမဟုတ်5960လေးဖြစ်သွားတဲ့တော့100နေပါလေဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ TikTok ကိုဝင်ဝင်ရှာမဲ့တူတူ YouTube ကိုဝင်ဝင်ရှာပါလို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ် TikTok မှာဝင်ဝင်ရှာမဲ့မိတ်ဆွေများဒါတလို့ဆိုလို့ရှိရင်ရှာသိမရှာသိကျွန်တော်တို့တွေသိရှိသွားပြီလို့ထင်ပါတယ်ကျွန်တော်ဒီဒီတာတာချင်တာတခုကတော့ TikTok follower တွေအများကြီးရှိထားတဲ့အကောင့်ကိုငွေတွေအများကြီးပေးဝယ်ပြီးတော့ ဂျပန်လူချင်းပဲဆိုပြီးတော့ဝယ်ပြီးတော့ monitor ရှောက်တာမျိုးတော့မလုပ်ပါနဲ့ခွက်ကွက်လောင်ကိုရှုံးသွားပါလိမ့်မယ်ဆင်းရဲစရာတွေနဲ့ကျုံးပါလိမ့်မယ်ဒါလေးကိုလည်းကျွန်တော်ပြန်လည်မြောက်ပေးတယ်ပါဗျာအလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ပဲစားလုံးပဲအစီအပြေလို့ရှိနေတဲ့ Lions Corner ပြီး Epic ကပေါ့ဗျာတိတိတော်တော်များကိုလည်းခွန်မမရေးပေးခဲ့ပါနောက်ဗီဒီယိုမှာဆက်တွေ့ပါဦးမယ်ဗျာကောင်းတဲ့နေ့ပတ်စံကြပါသေးဗျာဘိုင်ဘိုင်